တော့တစ်ဖက်မှာကတော့ဒီဟာနဲ့ပတ်သက်ပြီးတော့တော်တော်များများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒါထူတဒါကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်အဲ့ဒါချို့ဝမ်းသာတယ်လူဝမ်းနေတယ်လူပြပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေတာဆိုပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေကြတော့တချို့ကြတော့လဲဒါမျိုးမလုပ်သင့်ဘူးဒါမျိုးလုပ်သင့်မှာပြပုံသဏ္ဍာန်အမျိုးမျိုးပေါ့ဗျာပုံသဏ္ဍာန်အမျိုးမျိုးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဘလူတွေဘလူတွေတုံ့ပြန်ကြလဲရေးသားကြလဲပေါ့နော်ကျွန်တော်ဒါတွေလိုက်ကြည့်ရအောင်လိုက်ကြည့်ရခါကျကျွန်တော်အဲ့မှာဗီဒီယိုအနည်းလေးတစ်ခုပြစာလေးတစ်ခုရေးထားတာတွေ့ရတယ်သူတို့အနီရေရပဲတေသာဆန်းတို့အဖွဲ့မန္တလေးကိုခိုးချောင်ခိုးခွက်လာပြီးဆန္ဒပြပြီးလစ်ပြီးသွားတဲ့ဗီဒီယိုဖိုင်ကိုတဲ့ကြည့်ပြီးတခိုးမတယောက်ဝမ်းနဲ့ဝမ်းသာတွေဖြစ်သွားတယ်တဲ့တခိုးမဆိုတာကတော့ဒါသူတို့ရည်ညွှန်းတာကတော့အမေရိက အမေရိကကို ထွက်ပြေးသွားပြီးတော့သူတို့တော်လန်ရေးပတ်စံတွေကိုပေါ့နော် ခိုးပြီးတော့မိသားစုအတွက်အိမ်နေဝယ်ခြံနေဝယ်ထားတဲ့ပန်ဆယ်လိုကိုရည်ညွှန်းမုံရတယ်ပန်ဆယ်လိုဖြစ်မှာပန်ဆယ်လိုရည်ညွှန်းတာတော်လန်အေးကမိန်မော့နေတဲ့အချိန်မှာတဲ့လှုံနိုးခံလိုက်ရတယ်လို့ဘဲတဲ့မျက်ရည်တွေတောင်ကျမိတယ်တဲ့သူလဲခွတ်မခောက်ရတာကြာပြီလေတဲ့စိတ်တက်တွေကြနေမှာဗောတဲ့တေဇာဆန်းလှုံနိုးလိုက်လို့တဲ့ပြည်သူတွေလန့်နိုးလာပြီတကြောပြန်အေးတော်ပုံပေါ်လာမလားဆိုတဲ့မျောလင်းချက်လေးနဲ့ဝမ်းနဲ့ဝမ်းသာဗောတဲ့ဘာအမေစုနာမည်ကြားလိုက်လို့ မှမဟုတ်ဘူးအမေစုကိုထောင်ထဲကမထွက်အောင်ရံမုံငွေတွေကိုဝိုင်းခိုးပြီးတော်လန်ရေးကိုဖျက်ဆီးလိုက်ကြတာသူတို့ပဲတဲ့အလိုတူအလိုပါတခိုးတွေမို့သူ့ကိုယုံကြည်ပြီးလှူခဲ့တဲ့ပြည်သူတွေကိုစားရံမုံငွေကိုတုံးဖြုံးနေတဲ့နုကြည်ကိုရံမုံငွေတွေဘယ်နေရာမှာတုံးပြစ်တာလဲလို့မေကွန်းတခုတောင်မထုတ်ရဲတဲ့ကောင်မာတဲ့တီတာဆန်းကမန္တလေးမကလို့နေပြည်တော်အထိပဲတက်ပြီးပြည်သူကိုလှုံလို့လှုံလို့နေတဲ့ ဘယ်သူမှမထတော့ဘူးတဲ့နေနို့တွေကိုယုံဝမယုံတော့တာတဲ့ပြည်သူတွေတင်မရင်းရဲကြတော့ပြည်သူတွေမရင်းရဲကြတော့ဦးတဲ့တစ်ဖက်ကပြည်သူကိုစွတ်တစ်ဖက်မှာခိုးနေကြတဲ့ဟာတွေငါတို့ကမသိဘဲနေမလားဆိုပြီးတော့တို့အနေတွေကဒီလိုပြန်ရေးထားတယ်ပြန်ရေးထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟိုတချို့ကိစ္စရပြည်သူတွေကနားမလဲဘူးဗျနားမလဲဆိုတော့ကျွန်တော်တို့ကဓာရီနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဟိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တမိုင်းတင်ငန်းသားတွေရှိတယ်ကျွန်တော်ဟိုတနေ့ကလည်းကျွန်တော်ပြောသွားဘူးပါ ပြောတော်မူပါတယ်ကျွန်တော်ထိုင်းအောင်ရောက်တဲ့အချိန်မှာကျွန်တော်ထိုင်းအောင်ထိုင်းအောင်ရောက်တဲ့အချိန်မှာအဲ့မှာကျွန်တော်တို့အဲထိုင်းကနေပြီးတော့မြန်မာပြည်ထဲကိုပြန်ဝင်တဲ့အချိန်ပေါ့ဗျာကျွန်တော်ပြောပြပါတယ်ဟဟာ2000 2006လောက်မှာ2006လောက်မှာဘာဖြစ်လဲဆိုတော့တို့တော်လန်ရေးတွေနိုင်ငံရေးတွေကိုပဲအဲ့အချိန်က ABS DL တို့ဘာကားတာပဲတော်တော်များများငြိမ်နေပြီငြိမ်နေပြီးတော့လှုပ်ရှားမှုမရှိတော့လောက်အောင်ဖြစ်နေပြီเนาะပြည်တွင်းပြည်ပမှာပေါ့เนาะအားလုံးကသူ့အနေနဲ့သူသွားလာလှုပ်ရှားပါညာဒီလိုဖြစ်နေပြီ အဲ့ချိန်မှာကျွန်တော်ကလည်းထိုင်းမှာအဲ့ဒီပချာဦးထစ်မှာပေါ့နော်သူတို့အဲ့ဒီမှာအိုနေနေနဲ့ပြောရရင်နိုင်ငံရေးအုပ်စုတွေနဲ့ကျွန်တော်အတူတူနေတာပေါ့နေတော့ကျွန်တော်ကနေပြီးတော့ကဲဗမာပြည်ပြန်မယ်ဆိုရင်ကျွန်တော်အောက်ကနေပြန်ဝင်လာဗမာပြည်ပြန်တာကိုသိတာကအဲ့ဒီမှာရှိတဲ့ကျွန်တော်အဲ့မှာအိမ်တကြီးပေါ့နော်သူကသိတယ်သူကသိတော့ဘာမှမပြောသေးဘူးဒါလေးကျွန်တော်ပြန်သွားရတယ်ကျွန်တော်လမ်းတော့ပြန်သွားပါ냐ပြီးလဲပြီးတော့မကြဘူးလာပြီးတော့ ကျွန်တော်အိမ်ဒီအဲ့နောက်ကြောင့်2000ခု2000ခုပြီးတယ်2000ခုပြီးပြီဘယ်သူမှမသိသေးဘူးကျွန်တော်ပြန်ပြီးလဲပြီးတော့တိတ်မကြဘူးစဖားတွေရောက်လာတယ်စဖားတွေရောက်လာပြီးတော့ကျွန်တော်လာဖမ်းတယ်ဗောနော်လာဖမ်းတယ်ကျွန်တော်ဖြစ်စဉ်တွေပြောတယ်မေးတယ်ကျွန်တော်မှမကန်ပြောပြတယ်အပြီးသွားတယ်နောက် SP ရောက်လဲကျွန်တော်မှမကန်ပြောပြတယ်ပြီးသွားတယ်ဒါပေမဲ့ဗာလဲဆိုတော့စဖားတွေကလည်းသူတို့စောင့်ကြည့်တာကျွန်တော်နဲ့ပတ်သက်တဲ့သတင်းတွေ မီဒီယာတကူးကူးမှာပါလာမလားဆိုပြီးသူတို့စောင့်ကြည့်တာအဲ့ဒီအချိန်က BBC VOE ပေါ့ဗျာ RFA DVB ပေါ်နေပြီမြန်မာနောက်ပါ냐မပေါ်သေးဘူးမြစည်းမပေါ်နေပြီအဲ့တော့အိန္ဒိယမှာနော်မြစည်းမအဲခစ်သစ်မပေါ်သေးဘူးဆိုတော့အဲ့လိုမျိုးအဲ့တော့အကဲမြတ်တဲ့တကူးထဲမှာပါလာကျွန်တော်ဒီကြမောက်ဖမ်းပါအဲ့တော့နောက်ကျတော့ကျွန်တော်မြတ်ပြောပါကျွန်တော်ဒီဟိုနေကိုရောက်တဲ့အခါမှာဟော်လန်ရောက်တဲ့အခါမှာကျွန်တော်မေးကြည့်တော့ဗာလဲဆိုတော့ဒီကကဗာလဲဆိုတော့အားလုံးညင်သွားတဲ့အချိန်မှာဒီအလှူခံ အရင်တော့လည်းလူငွေထည့်တာရှိပါတယ်အရင်တော့လည်းပြောလို့ရှိရင်အဲ့တုန်းက ARD တို့ဘာလို့အောင်စော်တို့ဆိုတာအမေရိကန်ကထောက်ပံ့ထားတဲ့ငွေကြီးနဲ့လေပတ်တာ ARD ကနော်အဲကျွန်တော်တို့ကအဲ့တုန်းကဘာမဒေးလီစနီးခေါ်မယ်အမ်ဘာမပို့ရှင်လဲဘာမပို့တည်င်းစာထုတ်တာနော်ဒီဒီအဓိကကပြင်တော့ time မှာရှိတဲ့အလုံသမားအရေးတွေကိုအဓိကဖော်ပြတဲ့တည်င်းစာဒဇောင်းကို၅ဘတ်ထင်တယ်တော်တော်ကြံတယ်တော်တော်ကြံတယ်ပေါ့နော်အဲ့တုန်းကကျွန်တော်ကအဲ့မှာဘာသာပြန်အနေနဲ့လောက်တာပေါ့ထားပါတော့ဆိုတော့အဲ့မှာအောင်နေဖြစ်တဲ့အခါကျတော့ဒီကောင်တွေကဘာလဲဆိုတော့ဒီ ထောက်လိုင်းကိုသူတို့ပဲအကြောင်းကြားရတယ်အဲ့အဲ့အဲ့ဘုံနေရကောင်းနေအဲ့ကျွန်တော်နေတဲ့ပချာကိုထိကကောင်းနေသူတို့ပဲအကြောင်းကြားရတယ်ကျွန်တော်ပြန်လာပြီကျွန်တော်ရဲ့အိမ်ကဘယ်ဟာဘယ်ဟာဘယ်ဟာဆိုထောက်လိုင်းအသားလေးလာဖမ်းသွားတာပဲခင်ဗျစဉ်းစားကြည့်အသားလေးလာဖမ်းသွားတာပဲအဓိကပြောချင်တာဘာလဲဆိုတော့လက်ရှိအနေအထားမှာဒီဘက်မှာမြန်မာနိုင်ငံဒီဘက်မှာနိုင်ငံဒီနိုင်ငံတွင်းမှာနိုင်ငံရေးစီးပွားရေးလူမှုရေးဟာပုံမှန်နှီးပါဖြစ်လာပြီကမ္ဘာအခင်းအကျင်းတွေမှာအန်ယူဂျီဟာလမ်းမရောက်သွားဘူး အန်ယူဂျီလမ်းပေးရောက်သွားပြီ PDF ဆိုတာမကြခင်မှာတကဘာလုံးကတကဘာလုံးမှာရှိတဲ့အစိုးရတွေကအကြမ်းဖက်အဖွဲ့အစည်းပါလို့ကြေညာတော့မယ် EAO တွေဆိုတာကပြောရလို့ရှိရင်ဒီချိန်မှာနိုင်ငံတော်အစိုးရနဲ့ဆွေးနွေးဖို့လမ်းကြောင်းရှာနေပြီဒါတာကပဲတော့ဒါဒီလက်ရှိမြန်မာနိုင်ငံရဲ့လက်ရှိအခင်းအကျင်းကိုဒါအားလုံးသိတယ်အဲ့ဒီအချိန်မှာအပြစ်ပယ်ခံဖြစ်သွားမှာဘယ်လိုလဲဆိုပန်ဆယ်လိုတို့ဟာလာမျိုးရံအောင်သိန်းတို့ကျန်တဲ့အုပ်စုတွေပေါ့ဗျာဝေလီလီအုပ်စုတွေပေါ့ဟာလာတစ်ချိန်လုံး ပြည်သူချင်းတက်တက်မတော်ဟုလားဝင်တိုက်ခိုင်းပြီးတော့အလူခံစားပြီးတော့ကြီးပွားခဲ့တဲ့အုပ်စုတွေသူတို့ကဓာကြီးကိုမပြီးခြင်းဟုတ်လားသူတို့ကပြောရရင်မြန်မာနိုင်ငံမှာသူတို့ဘဝတွေသူတို့သူတို့အသက်တွေရှိနေရကြလားပလုံဟုတ်လားဒီမျိုးရအောင်သိန်းတို့ပန်ဆယ်လိုတို့ဇော်ဝေဆိုးတို့သူတို့တွေရှိနေတဲ့ဘက်ကလားပလုံမြန်မာနိုင်ငံမှာစေအုပ်ချုပ်ရေးပဲဖြစ်စေချင်တာသူတို့အဲ့ဒါမှဓာကြီးကိုလက်ညှိုးထိုးပြီးတော့ကမ္ဘာမှာတောင်းစားလို့ရမှာ ဒါပေမဲ့ဒီဘက်မှာမပါလို့လဲဆိုတော့ဒီဘက်မှာရှိတဲ့နိုင်ငံတော်အကြီးအကဲတွေကလည်းတမိုင်းသင်္ကန်းသားတွေယူပြီးတော့တဖြည်းဖြည်းနဲ့ဒီမိုစီလမ်းကြောင်းပေါ်ကိုပြန်တင်လာတယ်။အဲရွေးကောက်ပွဲကျင်းပဖို့လုပ်တယ်။နောက်ပြီးတော့ဟလာပြည်သူလူထုနဲ့တက်မတော်ကြားမှာနားလည်မှုယုံကြည်မှုတွေပြန်ရှိလာအောင်ဟလာပုံစံအမျိုးမျိုးနဲ့ကြိုးစားတယ်။အဲ့လိုပဲဟလာနိုင်ငံသားတိုင်းကိုတက်မတော်ဖြစ်အောင်နိုင်ငံသားတိုင်းတက်မတော်ဖြစ်မှာတက်မတော်သားတွေရဲ့ဘဝကိုနိုင်ငံသားတိုင်းနားလည်မှာတဖြည်းဖြည်းနဲ့စီမံကိန်းတွေချပြီးလုပ်လာတဲ့အခါကျတော့ပြည်သူနဲ့တက်မတော်ကြားမှာ တဟဇာတာဖြစ်ခံနေပြီအဲ့လိုပဲနိုင်ငံရေးသမားတွေနဲ့တက်မလို့ကြားမှာလဲနားလဲမှုတကယ်ကိုစုံမှတ်တစ်ခုကိုသွားနေပြီအဲ့ဒါဒီဒါတာလွတ်တော်သားနိုင်ငံရေးသမားနဲ့တက်မလို့သားရဲ့ကြားမှာစုံမှတ်ပဲနော်ဒီကိုသွားနေပြီအဲ့ဒီအခင်းချင်းကြီးမှာဟလာဒါတော့ကမ္ဘာအရေးချင်းကမ္ဘာအရေးခင်းမှာဆိုလို့ရှိရင်လေမြန်မာနိုင်ငံကိုရွေးကောက်ပွဲတက်လှုပ်လိုက်ပြီးရတဲ့ဘယ်သူအစိုးရတက်တဲ့လက်ခံမယ်ဆိုတဲ့ဟလာပြည်တွင်းပြည်ပအိန္ဒိယချင်းနဲ့ကမ္ဘာနိုင်ငံတွေက ready ဖြစ်နေပြီ ဆိုအကယ်၍များအဲ့အခင်းချင်းကြီးတွေအောင်မြင်သွားရင်လမ်းမေးကမြောင်းနဲ့ရောက်သွားမှာဇော်ဝေဆိုးတို့ပန်ဆယ်လိုတို့မျိုးရောင်တိန်တို့မင်းကိုနိုင်တို့စိုက်ရပြန်ပါဗျာဒီလိုအုပ်စုတွေအဲ့တော့ပြောရလို့ရှိရင်ဒီတေသာဆန်းဆိုတာခင်ဗျာတေသာဆန်းရဲ့ရုပ်ကိုသိချာကြည့်ကျွန်တော်အော်တီဇင်လို့ခေါ်တာသူ့ကိုအော်တီဇင်လို့ခေါ်တာအော်တီဇင်တေသာဆန်းလို့ခေါ်တာတေသာဆန်းရဲ့ရုပ်ကအော်တီဇင်ရုပ်ကျွန်တော်ပြောပြမယ်ဗျာဒီလောက်ဟုတ်လားအစိုးရတစ်ဖွဲ့ကိုလက်နက်ကင်ပြီးတော့လက်နက်ကင်အကြမ်းဖက်လုထားတဲ့လူတယောက်ဟာ ြည်တွင်းကိုမကြောက်မလန့်ဝင်လာတယ်ဆိုတာသူရှိမှာအကာရန်တစ်ခုရှိရင်ရှိမရှိရင်ဒါသူကသိကြတယ်ဒါသူ့ရဲ့ audition စိတ်ဓာတ်ကိုပြလိုက်တာဒေသတန်းရုပ်က audition ရုပ်ကမှသိကြကြည့်ကျွန်တော်သိတယ်ဒီရောကလေးတွေပါကျွန်တော်တို့နဲ့ထားပါတော့အဲ့တော့သူကဝင်လာပြီဝင်လာတဲ့အခါမှာသူကပြောရရင်တော့မှန်တယ်မြန်မာနိုင်ငံထဲမှာဟလာနိုင်ငံကြီးလှုပ်ရှားမှုတွေရှိနေသေးတယ်ဆိုပြီးသူကကဘာကိုပြလိုက်တာဒါပေမဲ့ကဘာစိတ်ဝင်စားဘူးစိတ်ဝင်စားဘူး ဒါပေမဲ့အဲ့မှာတကယ်စိတ်ဝင်စားပြီးနိုးထလာတာကကျွန်တော်လိုက်ကြည့်တဲ့အခါမှာမျိုးရံအောင်သိန်းနဲ့ပန်းဆယ်လို့သူတို့ကဒီကိစ္စကိုစိတ်ဝင်စားဆုံးမယ်စိတ်ဝင်စားဆုံးမယ်ဘာကြောင့်လဲဆိုတော့သူတို့ကဓာကိုပြပြီးပတ်စံသူတို့ရဲ့ပြောရရင်သူတို့ဘယ်လိုခေါ်မလဲနီပိန်းနေစီကပတ်စံတောင်းတော့မှာပတ်စံတောင်းတော့မှာဒါမျိုးလို့တော့မှာအဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့ကတွက်ကြည့်တာကနိုင်ငံရေးမှာဗျပုံစံမျိုးမျိုးရှိတယ်ဒီလိုဆန္ဒပြပွဲကြီးကျွန်တော်တို့လည်းလုပ်ဘူးတယ် တော့ကျွန်တော်88ပြီးကာသမှာနော်88ပြီးကာသမှာပြည်သူတွေအားလုံးကအားလုံးက normalize ပြန်ဖြစ်သွားပြီဟဲ့လားသွားရုံသမားတွေကရုံတက်အကြောင်းသားတွေအကြောင်းတက်အားလုံး normalize ဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဓာတွေကဗိုလ်ချုပ်ဈေးတို့နော်ဗိုလ်ချုပ်ဈေးအဲနောက်ပြီးတော့ကျွန်တော်တို့ဒီဟဲ့လားဒီ freezer မှာပြတာကျွန်တော်တို့ကျွန်တော်အဲ့တော့အလံလေးကင်ကင်ပြီးတော့ကျွန်တော်ကဟိုနေ့ဖြစ်ပေးရတာကျွန်တော်ကဘာလို့လဲဆိုတော့ဆန္ဒပြတယ်ဥမာမင်းစင်တို့ကုတီဟာတို့မင်းစင်သာအခုကျွန်တော်တို့ဟဲ့လားဒီဟိုနေ့မှာ ကျွန်တော်ဒီမှာလာလာပြီးတော့ဟိုကျွန်တော်မြန်မာနိုင်ငံမှာလာပြီးတော့ online နေလုပ်နေတဲ့ဟိုစကားပြောပွဲလုပ်နေတဲ့မင်းစင်နောက်ကုတီဟာနော်အဲသူတို့တွေကဒါသူတို့ရဲ့ခေါင်းဆောင်တွေပေါ့နော်ကျွန်တော်ကတော့အဲ့တုန်းကဗဟန်းမျိုးနဲ့ဥက္ကဋ္ဌပေါ့ဗျာကျွန်တော်တို့အဖွဲ့ကဘာလုပ်ရတာဆိုအဓိကအပြင်ကျွန်တော်တို့ကဆန္ဒပြပြီးရတဲ့ဘက်နဲ့ကျွန်တော်တို့ကအလံကိုယူပြီးတော့ဖွဲ့ပြီးတော့ဥမာပြင်နောက်ဆန္ဒပြမဲ့နေရာဘူဂျုံစည်းဆိုရင်ကျွန်တော်တို့ဘူဂျုံစည်းနားမှာမရောမနဲ့သွားနေရတယ်အဲ့မှာအဲ့တုန်းကတော့ရှိတော့ဗျာအခုတဝင်းအောင်လို့ပါပဲတဝင်းအောင်ကတော့ကျွန်တော်တို့ဟလာကိုပြုံးချူရဲ့ညီပေါ့နောက်ကိုပြုံးချူညီ မလေးဥပဒေမှာတည်သွားတာပေါ့နော်နောက်ပြီးတော့ယာကယာကတော့ကိုမြင့်နော်ကိုမြင့်ဆိုတာပြောတော့ရင်စာပေလောကသုံးပေါ့နော်အဲမိုးမိုးအင်းအားရဲ့တမီးနဲ့အင်းအောင်ကြပြီးတော့ကျွန်တော်ဒီကိုရောက်ပြီးကျွန်တော်တင်2019လောက်မှာရှင်တယ်2019 2020လောက်မှာရှင်တယ်တည်သွားတယ်ဒါကျွန်တော်တို့ပြောရရင်အရင်တော့တကယ်88မှာတကယ်ပါဝင်ခဲ့တဲ့အာကသကြောင်းသားစစ်စစ်တွေပေါ့နော်စစ်စစ်တွေအဲကျွန်တော်တို့ကဘာလဲဆိုတော့ဒီနိုင်ငံရေးလှုပ်ရှားမှုကြီးကိုဘယ်လိုခေါ်မလဲဟိုပြည်သူတွေအမြဲ ဒီပေါ်မှာစိတ်ဝင်စားအောင်စွပေးနေရတယ်။အဲ့ဒီကိုစွပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့တုန်းကဆိုရင်အမေရိကအင်္ဂလိပ်တန်ယုံကတဆင့် BBC ကိုသတင်းပို့ရတယ်။အဲ့တုန်းက British အဲ British ကဘ British Library ခေါ်မှာနော် British Library မှာသူတို့ဝင်လာတဲ့အဖွဲ့တွေရှိတယ်။အဲ့ဒီကသူတို့ကကျွန်တော်တို့ဗုဒ္ဓဖူးနေတိုင်းပေါ့နော်နိုင်ငံရေးပါတီတွေနဲ့ចောင်းသားလှုပ်ရှားမှုမှာပါတယ်မှာအာဂါတာတို့ဘာဂါတာတို့ခေါ်ပြီးတော့အဲ့မှာရုပ်ရှင်အမြဲပြတယ်။ရုပ်ရှင်ပြတယ်။အဲ့လိုမျိုးပေါ့ဗျာသူသူအခြေဆက်တွေသူကသူရှိရအောင်။အဲ့တော့အဓိကအားဖြင့်ကဘာလဲဆိုတော့ ဒီဘက်မှာဆန္ဒပြရရအောင်ဗျဟိုဘက်မှာဒီဆန္ဒပြရယူလက်ညှိုးထိုးပြီးတော့ဘယ်လိုခေါ်မလဲကဘာနေပတ်စံတောင်းတဲ့ကောင်တောင်းမျက်ရည်ချူတဲ့ကောင်ချူပေါ့ဗျာဒါမျိုးလုတ်ချက်ဒါမျိုးလုတ်တာဆိုတော့အဲ့လိုမျိုးအဲ့တော့ဒီတေသာဆန်းတို့ဘာလို့ဆိုတာပြောရလို့ရှိရင်နိုင်ငံရေးမှာအရန်သေးပါတယ်ဒါကျွန်တော်တို့ပြောနေပြီးတော့နိုင်ငံရေးမှာအရန်သေးပါတယ်ဟုတ်လားအဲ့တော့ဒီတေသာဆန်းလုတ်လိုက်တာဟာပြောရလို့ရှိရင်တော့နိုင်ငံတော်နဲ့နိုင်ငံတော်အစိုးရတို့တော့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးကျွန်တော်ပြောရင်တော့ဒီဘက်ကဟာလာပြောထားပြီပဲ ဒီငိမ့်ညမ်းစွာဆန္ဒပြဆိုတာလေငိမ့်ညမ်းစွာဆန္ဒပြဒါစူပူအောင်လှုပ်ဆိုတာဖြစ်သွားတယ်ဒါကြောင့်မလို့ဒါဒီဘက်မှာရှိတယ်ဟုတ်လားအဲတက်မလို့ကဒါကိုဟုတ်လားလိုက်ဖမ်းတာတို့ဘာကိုလှုပ်တာလှုပ်လှုပ်တာဒီတေဇာဆောင်လိုက်ဖမ်းတာလှုပ်တာငိမ့်ဆန်းစွာဆန္ဒပြဖို့အတွက်ကိုလေဒီဘက်မှာဟုတ်လားဥပဒေအရခွင့်ပြုထားတယ်နိုင်ငံတိုင်းမှာခမကြိုက်တဲ့ပုံစံနဲ့ဆန္ဒပြခမဟာဆန္ဒပြခွင့်တင်ရတယ်ဒါတကဘာမှာရှိတဲ့ဘယ်လောက်ဒီမိုကရေစီဘိုးရေနိုင်ငံမှာပဲဖြစ်ဖြစ်ခမပြကျင်တိုင်းထပြရင်အဲ့ဒါကစူပူအောင်လှုပ်ဆိုတာခမအဲ့ဒီအတွက်ခမအေးအေးယူခံရမယ် အဲ့ဒါမျိုးအဲ့တော့ဒီဟာကဒေတာဆန်းကစူပေါ်လှုပ်သွားလိုက်တယ်ဒီပေါ်မှာအချိုးအမျက်ရှာမှာကပန်ဆယ်လုံနဲ့မျိုးမျိုးအောင်သိနိုင်ငံတော်ဆိုရတာဘာမှမဖြစ်ဘူး노မရတယ်မင်းတို့ဒီမိုဒီစနစ်မှာတော့မင်းတို့ငြိမ်းချမ်းစွာဆန္ဒပြတာကိုတရားဝင်ဆန္ဒပြတာကိုတော့လက်ခံတာလေအခုလို့စူပေါ်လှုပ်တော်တာကိုတော့နိုင်ငံတော်ကလက်ခံမှာမဟုတ်ဟုတ်ပြီအဲ့ဒီမှာဘာဖြစ်လဲဆိုတော့မန္တလေးမှာတဲ့တေစာဆန်းအဖွဲ့ဆန္ဒပြခဲ့သောကြောင့်ဆန္ဒပြခဲ့သောဇီးတန်းကိုတဲ့ဇီးတန်းနေရာကိုအလဲပိုင်းတိုင်းစစ်တနာချုပ်တိုင်းမှုအမိန့်ဖြင့်ဖျက်ဆီးခိုင်းတဲ့ အဲ့ဒါကိုကျွန်တော်ကဘာလို့ပြောချင်တာလဲကျွန်တော် trader ဆန်းနဲ့ပတ်သက်ပြီးတော့ response တွေဟလာသူတို့လောက်တာကျွန်တော် like like ကြည့်ရ like ဖတ်တယ်အဓိကကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံသူနိုင်ငံသားတွေကအချို့တွေဆိုရင်ဟိုအသိပညာတက်ပညာမတက်တဲ့အတွက်ဝင်ငွေရှာဖို့အတွက်ဟိုဈေးရောက်တာကိုအားကိုးရတယ်ဈေးရောက်တာအားကိုးရတယ်အဲ့လိုဈေးရောက်နိုင်မှုအတွက်လည်းတချို့ဈေးကြီးတွေဆိုတာကနေရာတိုင်းမှာမရှိဘူးနေရာတိုင်းမှာမရှိဘူးဦးတန်းရွှေလက်ထက်ကဆိုလို့ရှိရင်အခုလို့ဈေးတွေဖန်တီးပေးတယ် ကျွန်တော်တော့အခွန်လို့ဈေးဆိုကျွန်တော်တို့ကမသိပါဘူးအခွန်ပါတဲ့အသေးအနံတွေမရောင်းရတာလားပေါ့ဒီလိုပြောတာမဟုတ်ဘူးဗျသူကဈေးဆိုရင်နိုင်ငံတော်ကနိုင်ငံတော်အခွန်ပေးဆောင်ရတယ်အခွန်လို့ဈေးဆိုတော့အခွန်မဆောင်ရဘူးပေါ့ဗျကြိုက်တဲ့အချိန်လားကိုနေရာတတ်မှတ်ချက်မရှိဘူးစောစောလာတဲ့လူကစောစောဥပေါ့နော်ပြီးရင်ဒါစီပင်ကသူ့ဟောတန်ရှင်းလာလောက်သွားမယ်အခွန်ပေးစရာမလိုဘူးဗျဒါမျိုးလေးတွေလုတ်ပေးတယ်အဓိကဘာလဲဆိုတော့အခုဆိုလို့ရှိရင်လားဘုံကြီးကြီးလက်ထက်မှာဆိုလို့ရှိရင်လည်းဘုံကြီးကြီးမရောက်လာလက်ထက်မှာဆိုလို့ရှိရင်လည်းပွဲစည်းတွေအများကြီးလုတ်ပေးတယ်အဓိကဘာလဲဆိုတော့ကျွန်တော်တို့လူမျိုးတွေကစဘာဆိုင်တဲ့တွေစိုက်ပျိုးရေးလုတ်တတ်တယ်ဈေးရောင်းတတ်တယ် အဓိကပဲအဲ့လိုပေါ့နော်စံတပွဲစည်းတဲ့တွေများတယ်အဲ့တော့သူတို့တွေယူရှိကိုဝင်ငွေပုံမှန်ဝင်ငွေအများအားစည်းစင်းနေအောင်ပွဲတော်တွေကိုဟုတ်လားဟိုကျင်းပစေတာပေါ့နော်ကျင်းပနမကျင်းပအောင်နေဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အောက်ခြေလူတန်းသားတွေမှာငွေရွှင်တာပေါ့ဒါမျိုးဖြစ်အောင်လောက်ခိုင်းတယ်အဲ့လိုပဲဘာဖြစ်လဲဆိုတော့ဒီဈေးလေးတွေကပြောရရင်တချို့ဈေးတွေကမှန်တယ်တရားမဝင်တရားမဝင်ဈေးတွေဒါပေမဲ့ဒီတရားမဝင်ဈေးဆိုပေမဲ့နိုင်ငံတော်မှာရှိတဲ့တချို့ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကဒါတွေကိုတတ်တတ်မျက်ဝေပြုလာတာအောက်ခြေလူတန်းသားတွေ ဝင်ငွေရှိပါသေးတော့သူညက်ခွဲပြူတာလေဒါပေမဲ့ဒီပေါ်မှာထားပါတော့ဗျာတချို့ဒေတာဆိုင်ရာစီပင်တွေကဟလာပတ်စံတောင်းနိုင်ပါရှိမှာပေါ့ဗျာနော်ဒါရရတော့ရှိမှာပေါ့ဒါကလည်းတယောက်နဲ့တယောက်ခွဲဝေစားတော့ကြတယ်ဆိုရယ်သဘောပေါ့ဗျာနော်ဒီမြန်မာနိုင်ငံလိုနေရာမျိုးမှာတော့ဟိုဘယ်လိုခေါ်မလဲလက်ပေးလက်ယူမှုကိုချက်ချင်းပတ်တော့သွားဖို့ဆိုတော့မလွယ်ဘူးဗျာနော်အားလုံးမှာအချက်တဲတွေရှိနေဝန်ထမ်းမှာလည်းဝန်ထမ်းအချက်တွေပြည်သူမှာလည်းပြည်သူအချက်တဲပေါ့နော်ဒီလိုပဲအားလုံးမှာမျှဝေစားတော့နေကြရတယ်နော်ဒါကျွန်တော်ဒီလိုဒီလိုပြောချင်တယ်အဲ့တော့ဒီဟာကိုကအထက်ကလူတွေကသိချင်လဲသိမယ်မသိချင်လဲနေမယ် ဒီဈေးကနော်ဒီလူဈေးမျိုးတွေအများကြီးရှိပါတယ်ရန်ကုန်မှာလည်းရှိတယ်မန္တလေးမှာရှိတယ်မြို့ကြီးတွေမှာအောက်ကစီပင်လေးတွေပြောရရင်တော့အဓိကအပြင်တော့ဗန်ကြဈေးတွေတွေသူတို့ရဲ့ဟာလာဘလူဘလူခေါ်မလဲတိတ်ခါရှိရှိဈေးရောင်းရပါဈေးဆိုပြီးတော့တရားပုံတွေဖြစ်အတိမတ်ပြုထားတာဒါဒါတော့ကျွန်တော်ပြောချင်တာအဲ့ဒီလိုနေရာမျိုးမှာတေသာဆန်းကလာဆန္ဒပြလိုက်တယ်ဒီနေရာကြီးဈေးကြီးဆန္ဒပြလိုက်တဲ့ခါကျတော့အပေါ်ကလူတွေကတိသွားနိုင်တယ်ကျွန်တော်ပြောချင်တာနော်တိသွားနိုင်တယ်တေသာဆန်းလာဆန္ဒပြလို့ဒီဆိုင်တွေဖြတ်တာမဟုတ်ဘူး ကျွန်တော်ပြောချင်တာအဲ့တော့တရားဝင်ဈေးရောင်းတာတွေကိုပဲခွင့်ပြုတော့မယ်ဆိုတဲ့သဘောမျိုးဖြစ်တာပေါ့ဒီဆိုင်ဒီဒီဆိုင်တန်းကိုတော့မင်းတို့တရားမဝင်ဖွင့်ထားတာနော်ဒါကိုတော့တရားမဝင်ကြဲထားလိုက်ကွာမထားနဲ့တော့ကွာဆိုပြီးဒီလာမျိုးဟိုနေဖြစ်တာဒါကငကိုကလေးကိုကပြန်ကြစီတရားမဝင်စီဒါပေမဲ့အာနာပိုင်းနေအနေနဲ့ကဒါလေးကိုအောက်ခြေလူတန်းစားတွေအစင်ပြေပါတော့ဆိုပြီးတော့မသိချင်အောင်ဆောင်ထားတယ်ပေါ့ဗျာနော်ကျွန်တော်ဒီလိုပြောလို့ရတယ်ရှိပါလားမြန်မာနိုင်ငံမှာကျွန်တော်တို့ဥပမာပြေကျွန်တော်တို့နေတဲ့ မြို့နယ်တွေမှာဆိုလို့ရှိရင်လည်းဈေးရောင်းလို့ရအောင်နော်တို့ကျွန်တော်ခုနပြောသဘောတယောက်နဲ့တယောက်စီပင်လဲအဆင်ပြေဈေးတွေလဲအဆင်ပြေအောင်တို့ဈေးလေးတွေဟိုမတိကြောင်ဆောင်ပေးထားတဲ့ဈေးလေးရှိတာပေါ့ဒါပေမဲ့ပြဿနာတော့မတက်နေဘူးနော်ပြဿနာတက်ရင်တော့ဒါဥပဒေအတိုင်းမို့ဒါကြောင့်ကျွန်တော်ပြောနေအဲ့တော့တို့ကဒီမှာရေးထားတာကဟာလာဒီစံတေသာဆန်းဆန္ဒပြတာကိုပဲဒီဈေးသားတွေကဟိုဘယ်လိုခေါ်မလဲအော်နေမဖြစ်လို့ဗာလဲဟိုဟိုမထောက်ခံလို့တောင်းပေါ်ရင်တေသာဆန်းဆန္ဒပြတာကိုပဲဟာလာဒီဟာလာဈေးသူဈေးသားတွေက ဟိုကြည်နေလို့ဖြက်ခိုင်းနေဆိုရပုံစံမျိုးသတင်းတွေရေးကြတယ်ရေးကြအမှန်မှန်တော့ဒီလိုမဟုတ်ဘူးဒေသဆန်းဆန္ဒပြလိုက်တာဟာနိုင်ငံတော်အစိုးရအတွက်ကပြောရလို့ရှိရင်ဘာမှမဖြစ်ဘူးဒေသဆိုင်ရာအာဏာပိုင်တွေအတွက်လည်းဘာမှမဖြစ်ဘူးတကယ်သွားဖြစ်တာကအောက်ခြေလူဒန်းစားတွေရဲ့ဝင်ငွေဒါရိုက်သွားထိလိုက်တယ်ဒါရိုက်သွားထိလိုက်တယ်ကျွန်တော်ပြောချင်တာအဲ့တော့နိုင်ငံတော်ကြီးကြီးတွေကအမြဲပြောတာရှိတယ် ကျွန်တော်တို့ဒီမိုကရေစီကိုနောက်ပြန်လှည့်တာကျွန်တော်တို့မလိုချင်ဘူးဒီမိုကရေစီကိုနောက်ပြန်လှည့်တယ်ဆိုတော့ပြောရတော့ဗျာအကြမ်းဖက်မှုတွေရုံးရင်းဆန်ကန်းမှုတွေဟုတ်လားသူဘူအောင်လှုပ်ဆောင်မှုတွေဒါမျိုးပြန်သွားတာပေါ့အရင်တော့ဆိုရင်ကျွန်တော်တို့ကကျွန်တော်မနေ့ကလည်းပြောခဲ့ပါတယ်ကျွန်တော်တို့အဲ့စကားတွေနားမလဲဘူးသူဘူအောင်လှုပ်ဆောင်တယ်လို့ဟုတ်လားအားလို့အကြမ်းဖက်ဆန္ဒပြတယ်လို့နားမလဲဘူးဘာလို့ကိုကိုတိုင်းကအဲ့ချစ်သက်ချက်ကိုကိုတိုင်းကပါနေတာပေါ့ဘာလဲကွာသူဘူအောင်လှုပ်ဆောင်တယ်ဒါလို့ဆန္ဒပြတာမဟုတ်ဘူးလားတော့ကိုကိုတိုင်းနိုင်ငံတကာကိုရောက်လာတဲ့အခါကျမှပြောလို့ရှိရင် ကျွန်တော်တို့88ကာလအတွင်းမှာလုပ်ခဲ့တာတွေအကုန်လုံးကစူပုံလုံးစုံမှုတွေဒါဒါဒါကျွန်တော်တို့ကကိုယ်တိုင်ဒါပြောတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံတကာနဲ့ရှင်ထိုးလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဆန္ဒပြခဲ့တာမဟုတ်ဘူးသူကနိုင်ငံတကာမှာဆန္ဒပြခြင်းလားပြခြင်းအဲ့ဒီဒေသဆိုင်ရာအာဏာမရှိမှာတင်ရတယ်နော်တင်ရတယ်တင်ပြီးတော့ဟိုကနေခွင့်ပြုမယ်ခွင့်ပြုပြီးနေရာပြောရတယ်ပြီးတော့မှသူတို့ကရဲစခန်းတစ်ဆင့်ရဲစခန်းကနေပြီးတော့လုံခြုံရေးယူပြီးတော့တနအိပြမယ်တနအိပေါ့ဗျာဘယ်နေရာမှာအဆုံးသတ်မယ်ဟဲ့အဲ့နေရာမှာမေကွန်းတို့ပြီးွားမယ်ဒီလိုမျိုး အဲ့ဒါကိုကနိုင်ငံတိုင်းလက်ခံတယ်ဒါပေမဲ့ဟာလူအကျူကြားထဲမှာဘယ်ကလာလဲလာလို့လာလို့ကောင်းမှမသိဘူးအဲ့ကောင်ကနေထပြီးတော့ဟိုအော်အော်ပြီးရုံးရင်တန်းကအော်ဟိုအားတွေပြစ်တရားတွေပြစ်ဟာလာစာတွေကျဲဆိုတာအဲ့ဒါဘယ်နိုင်ငံဘယ်ကဘာမှမလုပ်လို့မရတဲ့အရာဒါဟာစူပူအောင်လှုပ်ဆော်တာကျွန်တော်ပြောကြတယ်နော်စူပုံလှုပ်ဆော်အဲ့တော့ဒီစူပုံလှုပ်ဆော်မှုကနိုင်ငံတော်အစိုးရအတွက်လည်းဘာမှမဖြစ်ဘူးပြည်သူလူထုကလည်းဘာမှမဖြစ်ဘူးတကယ်ဖြစ်သွားတာကဈေးသူဈေးသားတွေဘုံပြောက်သွားတယ်ဘုံပြောက်သွားတယ်နော်ကျွန်တော်ဒါကိုပြောကြတယ်ဒါကြောင့်မလို့ နိုင်ငံတော်ကချမှတ်ထားတဲ့ဟုတ်လားကျွန်တော်တို့ကဒီမိုစီလမ်းကြောင်းအတိုင်သွားစီခြင်းတယ်ဟုတ်လားအကြိတ်တီသာဆန်းတာဒီနေရာမှာအဲ့လိုစူပူအောင်မလှုပ်စော်ပင်နဲ့ယောက်ျားပီတာတယ်ယောက်ျားဆန်တယ်ဆိုရင်လာဆွေးနွေးလိုက်ပါဟုတ်လားကျွန်တော်တို့ NSPNC ရှိတယ်နော် NSPNC ရှိတယ်အဲ့ NSPNC နဲ့ညှိနှိုင်းပြီးတော့ကျွန်တော်တို့ခမည်းတော်ရဲ့စကားပြောခြင်းတယ်နော်ခမည်းတော်ရဲ့စကားပြောခြင်းတယ်အလူသဘောစကားပြောခြင်းတယ်ကျွန်တော်လာပြောမယ်ပြီးရင်ကျွန်တော်တော်တယ်ကျွန်တော်ပေါ့ပြန်မယ် တတိရှိရင်ပြောပြတာတတိရှိရင်လို့အဲ့ဒါအဲ့လိုလှုပ်လိုက်ရင်ဘာဖြစ်မလဲတော့ပြောတာဆိုတာလည်းတရားဝင်ပဲကြံတဲ့တာမန်ပြည်သူလူထုလည်းထိခိုက်စရာအကြောင်းမရှိအခုဟာကတရေဘောကြောင်စွာအောက်ခြေလူထုတွေကိုထပ်ပြီးဒုက္ခပေးဖို့ပြောရလို့ရှိရင်ဘယ်လိုခေါ်မလဲနတ်ဆိုးထိုးတယ်လို့ကျွန်တော်ဒီလိုဒီလိုသုံးသပ်လို့ရတယ်ဒီလိုသုံးသပ်လို့ရကျွန်တော်ပြောချင်တာကမြည်သည့်နိုင်ငံရေးအဖွဲ့အစည်းမဆိုးပြည်သူလူထုကို ကြောက်ထဲကြမယ်ပြည်သူလူထုရဲ့တည်ငြိမ်မှုပြတ်ပြားမယ်အလုပ်တွေမလုပ်ကြပါနဲ့တော့လို့ကျွန်တော်ဒီလိုဒီလိုမျိုးကျွန်တော်ဟိုပြောခြင်းတယ်မဟုတ်လားတည်င်းသမားကတော့ဗျာဒီတိုင်းပြောလို့မရဘူးပေါ့ဒါပေမဲ့လေကိုယ်လည်းတည်င်းသမားဆိုပေမဲ့လေဟလာတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အရာတွေကိုကိုယ်တိုင်မြင်နေရတဲ့ခါကြတော့အတိတ်ကတော့ဟိုပြည်သူလူထုရဲ့ဟလာဘဝလုံခြုံရေးဟလာစားဝတ်နေရေးကျန်းမာရေးပညာရေးဒါတွေအကုန်လုံးဒီဘက်မှာအစိုးရဘက်ကလည်းတတ်နိုင်သလောက်အကုန်လုံးလုပ်ပေးနေတယ် တော့ပြည်သူလူထုအနေနဲ့လည်းဒါတွေကိုဟုတ်လားသူကလှုပ်ပေးနေတယ်ပြင်မဲ့လည်းပြည်သူလူထုနေရှင်မှာလည်းလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။အဲ့ရှိနေသေးတာကိုပြည်သူလူထုကလည်းသူတို့ဘောက်သူတို့ဟုတ်လားသူတို့ရဲ့နေထူကဘဝလေးရှင်တန်ဖို့အတွက်ရုံးကန်ကြရဲလှုပ်ရှားကြရဲဟုတ်လားဒီလိုဂျင်းတဲ့ချက်ထဲမှာရုံးကန်လှုပ်ရှားနေရတဲ့ပြည်သူလူထုတွေရဲ့ဘဝတွေကိုထပ်ပြီးတော့မဖြတ်စည်းစေချင်တော့ကျွန်တော်ပြောချင်တာနိုင်ငံရေးလှုပ်ချင်လားမင်းအာဏာလိုချင်လားအာဏာလိုချင်တခြားလမ်းကြောင်းအောင်သွားငြိမ်းချမ်းတဲ့နိုင်ငံအောင်သွားပြပမဟုတ်လားအုန်းရှိတယ်ရွက်ောက်ပွဲရှိတယ် ို့ဘူးကျွန်တော်တို့ကတော့ဟလာ activate လုပ်ချင်တာ activate လုပ်ချင်လဲ activate မှတ်ပုံတင်ပြီးအေးအေးဆေးလုပ်ကျွန်တော်ပြောချင်တာဒါမျိုးတော့အမအခုကဟိုပြောရရင်ပြည်သူလူထုကိုချနေမဲ့ပုံစံတွေကအခုတည်းကမြင်နေရတယ်เนาะဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့ဟလာဒါတွေကိုနားမယောင်ကြဘူးเนาะဒါတွေကိုဂယုမဆိုင်ကြဘူးအခုလက်ကွေးမဆိုင်ပါဘူးနားမယောင်ပါဘူးကျွန်တော်တွေ့ပါတယ်ဒီဟာနဲ့ပတ်သက်ပြီး data science autism data science လောက်တာနေပတ်သက်ပြီးကျွန်တော်တို့အကုန်လိုက်ကြည့်ရတယ် ဘာမှဟိုနေမဖြစ်ပါဘူးเนาะဒါလေးကိုကျွန်တော်သုံးသပ်ချင်သုံးသပ်ပြတာဖြစ်ပါတယ်လို့เนาะကျွန်တော်ဒါမျိုးပြောချင်တယ်